မင်္ဂလာပါသတင်းသုတနဲ့ကျန်းမာရေးတွေတင်ဆက်ပေးမယ့် CLGK Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီတစ်ခါပြောချင်တာကစီးအောင်တဲ့အကြောင်းပေါ့စီးအောင်လို့ဆိုတာတမင်အောင်ထားတာပြောတာတချို့လူတွေကရှက်တက်လို့ဆိုတော့၎င်းအခြေအနေမပေးလို့ဆိုတော့၎င်းပြင်းလို့ဆိုတော့၎င်းပြင်းတယ်ဆိုတာလေအိယာကနေမထချင်ဘူးအရင်အိတ်ချင်နေတယ်အဲ့တော့စီးကိုအတင်းအောင်ထားတယ်ပေါ့အဲ့လိုစီးကိုအောင်ထားရင်ဘာဖြစ်မလဲပေါ့နော်စီးကိုခဏခဏအဲ့လိုအောင်ထားတဲ့အချင်းရှိရင်ဘာတွေဖြစ်မလဲဆိုတော့အကျန်းပြင်းပြောရင်တော့စီလန်ကြောင့်နဲ့ပိုးဝင်တတ်တာပေါ့ UTNS လို့ခေါ်တယ် ။နောက်စီးရင်ပျက်စီးတတ်တယ်၊ကြောက်ကပြဿနာတွေဖြစ်တတ်တယ်။စီးရင်ကစီးတွေကိုလောင်ထားတာကအောင့်ထားတာကဘက်တီးရီးယားတွေအများကြီးပေါက်ဖွားလာစေတယ်။အဲ့လိုပေါက်ဖွားရတာကနေစီးအောင့်ထားတချို့တွေကအဲ့လိုပဲမပေါက်ဘဲနဲ့အောင့်ထားတယ်။ပြီးတော့သွားတဲ့အခါကျတော့ပူနေတယ်၊ကျင်းနေတယ်။အဲ့ဒါဘက်တီးရီးယားတွေပေါက်တာပေါ့။အမကူပဲထားလို့ရှိရင်အဲ့ဒီ UDN တွေကကြောက်ကကိုကူးနိုင်တဲ့အတွက်ကျင်းထန်တဲ့နောက်ဆက်တဲ့စိုးကျိုးတွေဖြစ်စေတတ်တယ်။နောက်ပြီးတော့နံပါတ်1အချက်ကစီးရင်ပျက်စီးတတ်တယ်။ နံပါတ်၄စီလံကြောင်ပိုးဝင်တဲ့ UTI ရင်ဖြစ်တယ်နံပါတ်၄စီးရင်ပြက်စီးကိုအကြအကြီးအောင်ထားတဲ့အတွက်စီးရင်ကြွက်သားတွေကိုသူဆန့်ထွက်စေတယ်ဘယ်လိုပြောရမလဲဘူပေါင်းကိုလေမှုတ်လို့ရှိရင်ဘူပေါင်းကြီးကြီးလာတာပေါ့နော်အဲ့သဘောမျိုးပဲပေါ့စီးတွေအောင်တာအောင်တာနဲ့အရေးတွေများလာတဲ့အခါအဲ့ဒီစီးအိမ်ကြွက်သားကြီးတွေဆန့်ထွက်လာပြီးတော့ပြန်ကျုံနိုင်တဲ့အစွမ်းရည်ရောထိထိရောက်ပြန်ကျုံနိုင်တဲ့စွမ်းရည်နဲသွားတဲ့အခါစီးကိုအောင်ပေါက်ချလိုက်ဖို့ညှစ်ချလိုက်ဖို့ခက်သွားတယ်နောက်တစ်ချိန်ကျတော့သူကဆန့်နေအကျင့်ရသွားပြီးတော့မညှစ်နိုင်တော့ဘူးအဲ့တော့စီးကြံတာတွေဖြစ်တယ် UDI ဖြစ်နိုင်ခြေလည်းတိုးတယ်။ပြင်းထန်တဲ့အခြေအနေမှာဆိုလို့ရှိရင်တော့နာရာရှည်ပေါ့အရေးရှိကျွတ်သားတွေစန့်ထွက်တာမျိုးတွေဖြစ်လာတာတွေများလာရင်စီးရင်ပျက်စီးတာတော့အများကြီးဖြစ်သွားနိုင်တယ်။အဲ့တော့ CE အောက်အောင်ထားတဲ့အချိန်မှာတသလုံးအောင်လာတဲ့လူတွေအများကြီးရှိရပါတော့။တေးထားမပေါက်ဘဲနဲ့ပေကပ်ပြီးအိတ်နေတာတို့ကားမောင်းနေရလို့တို့အမျိုးမျိုးပေါ့အကြောင်းမျိုးတော့ရှက်လို့ပေါ့အဲ့ဒါမျိုးလည်းရှိပါတယ်။နံပါတ်3ကကြောက်ကပြဿနာစီးကိုကောင်းကောင်းမပေါက်ဘူးနဲ့အောင်းအောင်အောင်ထားတာကြီးနှစ်တေကြလာတယ်ဆိုရင် ဒီစီးရကြောက်ကတည်းကပြင်ပြင်းစီးဝင်တယ်ပြန်ရောက်တယ်ပြန်ရောက်ရရင်ရှံပြီးပြန်ဝင်ရတယ်ပိုးဝင်တယ်ပြောင်ရမ်းတာတွေဖြစ်လာတယ်အဲကြာတော့ကြောက်ကပါပြတဲ့အစီအမရောက်တယ်နောက်နံပါတ်၄ချက်ကတော့ပြင်းထန်တဲ့အကျိုးဆက်ပဲဒါပဲအရင်ဖြစ်ခဲ့ပါတယ်အဲ့ဒါတော့ဖြစ်ခဲ့မယ်လေသိအောင်တော့ဘုဒ္ဓတာပြောရမှာပဲအဲ့တော့ကိုကစီးရင်ထဲမှာစီးရီပြည့်နေတယ်လို့မခံစားရဘူးဒါမှမဟုတ်အဲ့စီးရင်ထဲမှာစီးရီပြည့်နေတယ်တင်းနေတယ်ဆိုတာကိုလစ်လူရှူထားတယ်ဆိုရင်စီးရင်ကွဲထွက်သွားတတ်တယ်ဖြစ်တော့ဖြစ်ခဲ့တယ်ဒါမှမဟုတ်ကွဲတယ်ဆိုရင်တော့ချက်ချင်းစီးကူးသားဖို့ခံမလို့တယ်ပုံမှန်အောင့်ထားတဲ့အကျင့်ပေါ့ စီးကိုခဏခဏလိုအောက်မှများအောက်မှများအလိထဖြစ်လာတယ်။လိထဖြစ်လာရရင်ဘာလဲဆိုတော့စီးအိမ်ထဲမှာစီးတွေတူလောင်ထားတဲ့အစွမ်းပူပူတိုးလာတယ်။ပြောချင်တာကသူ့စီးအိမ်ကိုကြီးလာကြီးလာအောင်ကျင့်ကျင်ပေးသလိုဖြစ်လာပြီးသေးတွေများလာများလာတာပေါ့ကလေးလိုပြောရမဆိုတော့အဲ့တော့စီးအိမ်ထဲမှာစီးပြည့်တယ်ဆိုတဲ့ဟာအချက်ကိုလည်းသူအာယုံခံနိုင်စွမ်းမရှိတော့ဘူး။မရှိတော့စီးတွေကပြည့်ရှင်ပြီးတော့စီးတွေစိတ်ထွက်လာတာစီးယူရာတွေလည်းဖြစ်လာတယ်။အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တခါတလေအကြောင်းကြောင့်စီးအောင်ထားလိုက်ရတယ်ဆိုတာပြဿနာမရှိဘူးဆိုပေမဲ့ အဲ့လိုအောင့်ထားတဲ့အကျင့်ကြီးကနှစ်နဲ့ချီဖြစ်လာတယ်ဒါမှမဟုတ်အချင်းကြာကြာပုံမှန်အောင့်ထားတာဆိုရင်ယောဂပိုးတွေပေါက်ွားတယ်အထဲထဲမှာဘက်တီးရီးယားတွေပေါက်တယ်စီးရင်ပျက်စီးတယ်နောက်ကြောက်ကတ်တွေပါပျက်စီးတဲ့အဆင့်တွေဖြစ်တယ်ဒါကြောင့်ခုခန္ဓာကိုယ်ကအချက်ပြတာကိုနားထောင်ပြီးတော့စီးသွားစရာရှိရင်တွန်းလိုက်တာအကောင်းဆုံးပါပဲအခုရှင်းပြခဲ့တာတွေကသတင်းအချက်လက်ဆိုင်ရာတက်တက်ပဲဖြစ်ပါတယ်ဆေးဘက်ဆိုင်ရာအကြံဉာဏ်ဒါမှမဟုတ်ယောဂရှာဖွေဖို့ဆိုရင်တော့ကျွမ်းကျင်တဲ့ပညာရှင်တွေတိုင်မြင်ပါသိကျင်တာရှိလို့ရှိရင်လည်း comment မှာမေးလို့ရပါတယ်။ Pharmacy Technician တယောက်အနေနဲ့ရှင်းပြပေးပါမယ်။ ပုံမှန်တင်ဆက်ပေးမယ့်ကျမ်းမာရေးပညာပေးစေဝါပညာပေးနဲ့ထူးခြားပြဿနာတွေကိုသိနေနိုင်ဖို့ like share နဲ့ subscribe လုပ်ထားလို့ရပါတယ်အားလုံးကျမ်းမာကြပါစေ